ဒါညီမရဲ့အကြောင်းကိုပေါ့နော်အားလုံးလည်းသိသွားအောင်လို့မိတ်ဆက်ပေးကြည့်ချင်ပါတယ်ညီမကရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမဟာဝိဇ္ဇပထမနှစ်ကျောင်းသူပါညီမကဒီအဓိပတိအသင်းကနေဝင်ရောက်ရှင်းပြနေခဲ့တာပါဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ကဲ့ပါဒါညီမရှင်ပြိုင်ခဲ့ပေါ့နော်ထဲရမှာအိမ်တော်ဘက်ကိုနှလုံးသားဖြင့်ရွေးချယ်ခြင်းကောင်းစဉ်နေပေါ့နော်ဒါရှင်ပြိုင်ခဲ့တယ်ဒါတကယ်လက်တွေ့အခြေအနေမှာဆိုရင်လည်းပေါ့နော်ညီမကအိမ်တော်ဘက်ကိုနှလုံးသားနဲ့ရွေးချယ်မယ်ဆိုပြောမှလည်းသိရပါတယ်အဲ့ဒီကြောင့်လည်းပတ်သက်ပြောမှပေါ့နော်ဆက်မေးချင်တာကတော့တကယ်လို့များပေါ့နော်တစုံတစ်ယောက်ကဒါကိုယ့်ရဲ့ချစ်ကိုအသုံးချပြီးတော့မှကိုယ့်အုံနောက်နဲ့ရွေးချယ်မယ်ဆိုတော့ပေါ့နော်သူ့ကိုနှလုံးသားကအရေးကြီးရယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ပြောပြပေးချင်လဲနောက်ဆက်နေကြတဲ့သူရရှိနေအားလုံးလည်းသိရအောင်လို့အဲ့ဒီကြောင့်လည်းပြောပြပေးပါဦး လူဆိုတာမှန်လို့ပဲပေါ့ကိုကကောင်းရင်ကိုပေါ်ပြန်ကောင်းတယ်ကိုကခံစားချက်ကကောင်းရင်သူများဘက်ကခံစားချက်ပြန်ကောင်းတယ်ပေါ့လူဆိုတာကြကြဟန်ဆောင်လို့မရပါဘူးဟန်ဆောင်တော့တိသွားတဲ့တနေ့ကတော့ကိုပေါ်ကြိုးရှိရတယ်အကုန်လုံးဆုံးရှုံးသွားမယ်နေပါပဲလို့ပြောချင်ပါတယ်စကားပြောဆွမ်းရည်ပြိုင်ပွဲမှာပေါ့နော်ဒါကုအနေနဲ့ကြက်ကြလက်ကြပြိုင်ပွဲမှာပြောနိုင်ခဲ့တယ်ပထမဆုလည်းရခဲ့တယ်ပေါ့နော်အတင်းအားဒါကြောင့်မလို့ဒီလိုမျိုးအခြေအနေရှိအောင်ပေါ့နော်ငယ်စဉ်ကဘယ်လိုမျိုးလေးလာခဲ့လဲအဲ့အကြောင်းလေးလည်းပြောပြပေးပါဦး စာဖတ်တာပေါ့ကိုအဲရတစာပေတွေပို့ဖတ်ဖြစ်တယ်ဒီသူရစာပေတွေထပ်ပြီးတော့ဒီကြောင်းကပွဲတွေရှိရင်ဝင်ပြိုင်ဖြစ်တယ်ပေါ့အမြင်နဲ့အဲ့ဒီအတွေ့အကြုံမှာပြီးတော့ဒီဒါရကြတော့စကားပြောဆွေးနွေးပြိုင်ပွဲပေါ့မြမတို့အရှင်ကပညာရေးဝန်ကြီးဌာနကလုပ်တဲ့ပထမအကြိမ်ဒုတိယအကြိမ်မြမဘာသာစကားဆွေးနွေးဆွေးနွေး6ရက်နဲ့ပြိုင်တဲ့ပြိုင်ပွဲတွေရှိတယ်အဲ့မှာအဲ့ဒီရဲ့အတွေ့အကြုံတွေနဲ့မြမတို့ကဒီမှာအဆင်ပြေအောင်ပြောကြဆိုကြတာပေါ့ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ပါဒါစကားပြောဆိုရင်ပြန်ပွဲမှာဆိုတော့အချိန်နေလဲကန့်တတ်ထားတော့ပေါ့နော်ကိုအနေနဲ့ကြကြလက်ကြပြောစုနိုင်အောင်ပေါ့နော်ဘလိုမျိုးဟိုဖြတ်ထုတ်ညံ့နေကိုအတုံးချရလဲကိုအနေနဲ့ပေါ်လာရဲ့စိတ်ကူးတွေကိုပေါ့နော်ဘလိုစီစဉ်တော့မှအဲ့အချိန်မှာဟိုအချိန်နဲ့ကွက်တိဖြစ်အောင်လို့ပေါ့နော်ဒါပြင်ဆင်တော့မှပြောစုခဲ့လေအဲ့ဒီတဲ့ဟိုအမတ်တရားလေးစဉ်းစားပုံလေးတွေပြန်တော့မှအမြောက်ဝေးပေးစေချင်ပါတယ် ဒီအဆိုဘက်ကကြာရင်တော့ဒါကကိုယ့်ရဲ့စကလုံးတိုင်းကိုသွားတာပါဒါပေမဲ့အခြေဘက်ကကြာရင်တော့ဟိုဘက်ကပြောတဲ့စကလုံးလေးကိုအကုန်အာယုံဆိုင်ရတယ်ပေါ့ဒီပြိုင်ဝဲပြိုင်နဲ့နိုင်ခွက်တွင်မှာဘယ်အိုမှစိတ်မပြတ်မှုကအရေးကြီးတယ်ပေါ့အဲ့ဒီမှာစိတ်ပြတ်သွားရင်တော့ဒီပွဲကအရှုံးမှုအလားအလာပုံများတယ်ပေါ့အဲ့တော့ဒီပွဲပြိုင်နေတဲ့အချိန်မှာစိတ်နှစ်ထားရတယ်ပြီးတော့ဟိုဘက်ကပြောတဲ့စကားကိုဘလို့ပြန်ချင်မလဲဆိုတာအများဆုံးစဉ်းစားရတယ်ပြီးရင်ဒီအဆိုနှစ်ကပြောနေတဲ့အချိန်မှာပေါ့ အစိုးနှစ်ကပြောနေရအချို့နှစ်ဖြစ်ဖြစ်အစိုးသုံးလို့ဖြစ်ဖြစ်အဲ့နှစ်ခုကပြောနေတဲ့အချိန်မှာညီမတို့ကခေါင်းထဲမှာစီထားဘာဆက်ပြောမလဲဆိုတော့သုံးချက်လောက်ပေါ့၅မိနစ်ဆိုရင်ညီမတို့သုံးချက်လောက်နဲ့ပြောလို့ရတယ်ရှင်ဒီအချိန်နဲ့ကွက်တီပြောလို့ရအောင်เนาะညီမတို့ကအရင်ပြိုင်ပွဲကအတွေ့အကြုံနေနေတော့စဉ်းစားရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါငငယ်ကလေးအစားဖတ်တယ်ပေါ့เนาะဒါရသအစားပေးဦးအာသန်နေနောက်ကိုယ့်ရဲ့နေထိုင်မှုပုံစံရောဘယ်လိုမျိုးပုံစံမျိုးရှိလဲဒါစားဖတ်တယ်ပြီးတော့ဘယ်လိုလှုပ်ရှားမှုမျိုးကြီးပေါ့เนาะဘယ်လိုဝါသနာပါလဲအဲ့အကြောင်းလေးလည်းသိချင်ပါတယ် ညီမကဒီရန်ကုန်တုတ်တဲမှာပဲနေတိုင်းရှိတာများတယ်ဒါပေမဲ့ညအိတ်တဲ့အချိန်မှာပဲအိမ်မှာပြန်ရှိတာပေါ့ညီမကတော့အိမ်မှာရှိရင်တော့စာဖတ်တာများတယ် TV သိမ်းမကြည့်ဖြစ်ဘူးဟိုဆိုရှယ်မီဒီယာပေါ်မှာတငငချင်းနဲ့စကားပြောတာတော့ဒီလောက်ပဲရှိတယ်ဒါပေမဲ့ညီမကျန်တဲ့အချိန်တွေကိုတော့ချင်းနာထောင်နေပြီးတော့စာဖတ်တယ်ပေါ့ဒီတိုင်းမှာပဲဟုတ် ဟုတ်ကဲ့ပါဒါရန်ကုန်တက္ကသိုလ်ကျောင်းသူတူလည်းဖြစ်တယ်ပေါ့နော်ဒါမဟာဝိဇ္ဇာတန်းကိုလည်းတက်ရောက်နေရဲဆိုတော့ဒါပျော်ရွှင်စရာကောင်းတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားပွားကြီးနောက်သင်ကျောင်းမှုပုံစံကြီးအမှုပညာတက်ပညာနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကပေါ့နော်ကျောင်းမှာနေစဉ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ကျင်းပနေလဲအဲ့ကြောင့်လည်းသိချင်ပါတယ်ခုရန်ကုန်တက္ကသိုလ်ကဒီ 2020မှာရာပြည့်ပေါ့ရာပြည့်ဖြစ်တော့မယ်ဆိုတဲ့အတွက်ဒီရာပြည့်အကျိုးအတွက်ညီမတို့အကြောင်းမှာလှုပ်ရှားမှုတွေအများကြီးရှိတယ်အနုပညာနဲ့ပတ်သက်တဲ့သချင်းဆိုပြိုင်ပွဲတွေကောပြီးတော့ဒီအငိမ့်သပင်တွေရောပြဿနာတွေရောအများကြီးရှိတယ်ဒါအနုပညာသင်ရလောက်တာပေါ့ပြီးတော့ဒီ တိတ်ပံပြပွဲပေါ့တိတ်ပံပြပွဲကနှစ်ဆင်ရှိရဲ့ဒီရာပြည့်အကြောအတွက်ညီမတို့အကြောင်းပြင်ဆင်နေကြတာပေါ့ပြီးတော့ဒီတင်ကြောင်းပုံစံနဲ့ပတ်သက်လို့ကတော့ညီမတို့အကြောင်းက student center ပေါ့ student center ကိုပို့လောက်တာများတယ်အကြောင်းသားဘဟုပြုတဲ့ပုံစံနဲ့ပို့တင်ပြတယ်ပြီးတော့ဒီညီမတို့အကြောင်းကအကြောင်းသားနဲ့ပေါ့ debate ကိုညီမတို့တုံးအောင်ဆိုရင်30လောက်ပဲရှိတယ်တန်းဒါပေမဲ့ခုနကပေါ့300လောက်ရှိတယ်ပေါ့လူနဲ့အတွက်ပို့ပြီးတော့ဆရာတွေကပို့ပြီးတော့အယုံဆိုင်နိုင်တယ်ပို့ပြီးတော့ဒီဟာကိုပို့ပြီးတော့ကြိုးပမ်းနိုင်တယ်ပေါ့ညီမတို့ဘက်ကနေဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ပါဒါရန်ကုန်တက္ကသိုလ်ကျောင်းသူတူဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုအနေနဲ့ဆိုရင်လည်းဘယ်လိုမျိုးခံစားရလဲဆိုရယ်ခံစားချက်လေးလည်းသိချင်ပါတယ်ရန်ကုန်တက္ကသိုလ်ကျောင်းသူတူဖြစ်တာကတက္ကသိုလ်ကျောင်းသားပေါ့ဒီ campus life ပေါ့ campus life ကိုအများဆုံးခံစားရတယ်ပေါ့ညီမတို့ကပျော်ပျော်ရွှင်ရွှင်နေရတယ်ပြီးတော့ကျောင်းသားနေတဲ့အတွက် ဆရာဆရာမနဲ့ចောင်းသားចောင်းမတခြားចောင်းတွေထပ်ပို့ပြီးတော့နှွေးထွေးတယ်ပြောညီမတို့ចောင်းကဒီ tuition ပေါ့ tuition မရှိဘူး tuition မရှိရတော့ညီမတို့က library ကိုအားကိုးရတယ်ကိုကိုအားကိုးရတယ်ဒီ internet ကိုအများဆုံးအားကိုးရတယ်ပေါ့အဲ့တော့ညီမတို့ကဘယ်လိုပြောမလဲကိုအားကိုးကိုကျင်တဲ့စိတ်ဓာတ်ပိုများလာတယ်ပေါ့ပြီးတော့ရန်ကုန်တက္ကသိုလ်မှာနေရတာဒါတမိုင်းဝင်တက္ကသိုလ်ဖြစ်တော့ကြတော့ ဒီညီမတို့ဖတ်တဲ့ကြပြတွေဝတ္ထုတွေတွေကအကြောင်းရတဲ့အကုန်လုံးကဒီအကြောင်းကိုနောက်ခံထားတာများတယ်ဆိုတော့ဒါနာရီထဲမှာနေရတယ်လို့ပါပဲရှင်ကျေးဇူးပါဖိတ်ခေါ်ပြတော့မှာစကားပြောဆိုရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝဖြတ်သန်မှုကျောင်းအရာတွေကိုမေးမြန်းတင်ဆက်ပေးနေရအောင်ဖြစ်ပါတယ်ဆက်ပြီးတော့မှညီမတို့မိကိုနေလည်းမေးချင်ပါတယ်ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ပါဒါလူကြီးနဲ့လူငယ်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုမေးချင်တာပါပေါ့နော်ဒါလူကြီးနဲ့လူငယ်ကြားမှာဆိုတော့အမြင်နဲ့အမြင်မတူတာလေးတွေကတော့ရှိတတ်ပါတယ်ဒီလိုအမြင်မတူတာတွေကိုပေါ့နော်မြမအနေနဲ့ဆိုတော့ဒါကိုမိပါတွေကိုရဲ့ဆရာသမားတွေနားလည်အောင်ပေါ့နော်လူကြီးတွေနားလည်အောင်လို့ဘယ်လိုပုံစံမျိုးနဲ့ဒါရှင်းပြလေးရှိတယ်အဲ့အကြောင်းလေးလည်းသိချင်ပါတယ် ခုခေတ်လူငယ်တွေကကြတော့သူကလူကြီးနဲ့အမြင်မတူရင်ညင်းတယ်ပေါ့ညင်းတယ်ကိုယ်စကားကိုအဲ့လိုမျိုးပေါ့လက်မခံခံပြောတယ်ပေါ့ဒါပေမဲ့အဲ့လိုညင်းလို့မရဘူးလူကြီးတွေဆိုတာကသူတို့ကိုဒီဖြည်းဖြည်းစစ်စစ်နဲ့ပေါ့အချိန်ယူပြီးတော့သူတို့ကိုရှင်းပြရတယ်ပြောပြရတယ်ပေါ့ကဲကောသွားညင်းလာရင်သူတို့လက်ခံမဲ့ကိစ္စတစ်ခုဆိုရင်တောင်မှလက်မခံတော့ဘာဖြစ်လို့ဆိုလူကြီးမကသူ့အတားနဲ့သူရှိတယ်လေလူငယ်တွေလိုလိုလိုလက်ခံတတ်တဲ့စိတ်တော့မရှိဘူးသူတို့အတွေ့အကြုံနဲ့ရှင်ပြီးတော့ကိုယ်ချိန်ထိုးပြီးတော့ကိုယ်ညင်းပါပဲဒါပေမဲ့ဒီလူကြီးတွေကိုကိုကတေချာ ာကနအချင်းယူပြီးရှင်းပြရင်တော့သူတို့ကလက်ခံပါပြီးတော့ပေါ့ကိုစိတ်ပျော်မယ်ဆိုတဲ့ကိစ္စမျိုးကိုကပို့ပြီးတော့တတ်သိပြရမယ်ပေါ့ဒီဟာလုံးလို့သမီးစိတ်ပျော်ပါမယ်ဒီဟာလုံးလို့သားစိတ်ပျော်ပါမယ်ဆိုပြီးတော့ကိုကပျော်ပြနိုင်ရင်တော့ဒီကုန်းပြပါဖြစ်ဖြစ်ကိုဆရာသမားဖြစ်ဖြစ်ကကိုပျော်ဖို့အတွက်ပဲသူတို့ကညွန့်ညွန့်မှာမဟုတ်ပါဘူးရှင်ဟုတ် ဟုတ်ကဲ့ပါနောက်ထပ်ပေါ့เนาะဒါညမအောင်မေးချင်တာကတော့အခုချိန်ဆိုရင်တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲကြီးဖြည့်ဆွနေပြီပေါ့เนาะဒါနောက်နေ့ဆိုရင်ရန်ကုန်ကုန်တက္ကသိုလ်မှာပေါ့เนาะဒီလူငယ်တွေကចောင်းလာတတ်ကြတော့မယ်ဆိုရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်ပြီးတော့မှညမအနေနဲ့ပေါ့เนาะဘလူအကြောင်းချက်တွေကိုသူတို့လူငယ်တွေကိုမိတ်ဆက်ပေးခြင်းလဲရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်ပြီးတော့ဒီအသက်မွန်းကြောင်းတက္ကသိုလ်ထက်ဆိုင်เนาะမိဘတွေကတော့တမွန်းကြောင်းတက္ကသိုလ်ရွေးခိုင်းမှာပေါ့ညမတို့တော့လည်းဒီလိုပါပဲဒါပေမဲ့ ဝါသနာပါရင်လာတက်ပါလို့ညီမကတော့ဖိတ်ခေါ်ချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ညီမတို့ကြောင်းမှာကဒီတက်သူကြောင်းသားဘဝကပလိုက်ကအပြေဝရတယ်။ပြီးတော့ကျွရှင်မရှိတဲ့အတွက်ဒီငွေကုန်ကြေးကြတတ်တာတယ်။ပြီးတော့ဒီဆရာဆရာမတွေကကိုယ့်ရဲ့မိဘတစ်ဖွဲ့ပိုကယူဆိုင်တယ်ပြီးတော့ခွဲခြားဆက်ဆံမှုဆိုတာအကြောင်းမှမရှိဘူးပြီးတော့ဒီနိုင်ငံသားပေါ့ student exchange လေးဆိုအများအားရှိတယ်ညီမတို့ညီမသားဌာနမှာဆိုရင်သူကဂျပန်ကိုသွားတဲ့ student exchange တရုတ်ကိုပို့တဲ့ student exchange ပြီးတော့ Thai ကိုနှစ်လတော့တပတ်တော့သွားတဲ့ student exchange အဲ့လိုမျိုးရှိတယ်ပေါ့တချို့ဟာလေဆိုကိုရီးယားကိုပို့တယ်ပေါ့လိုမျိုးနိုင်ငံတကာနဲ့အကုန်လုံးကဒီဌာနအတိုင်းကချိတ်ဆက်ထားတဲ့အတွက်ကြောင့်ညီမတို့မှာနိုင်ငံခြားသွားဖို့အခွင့်အလမ်းတွေအများကြီးရှိတယ်ပြီးတော့ဒီပေါ့ ဒီရင်ကျဉ်မှုနဲ့ပတ်သက်တဲ့ဟာတွေအမှုပညာနဲ့ပတ်သက်တဲ့ဟာတွေကိုတခြားအကြောင်းမှလွန်လင်းတကူတင်อยู่บ่ไม่ได้ในหาเลยก็ญาติมาก็จ้องมาตีนได้ปิ๊ดญาติญาติรู้ญาติตาฐานะมาดีบ่อคแม่บ่ ဘာစကားသင်တန်းတွေဖွင့်ထားပေးတယ်ဂျပန်ရှိမယ်တရုတ်ရှိမယ်ပြီးတော့ထိုင်းရှိမယ်ပြင်သစ်ရှိမယ်ပြီးတော့အင်္ဂလိပ်ဘာသာစကားရှိမယ်ပေါ့သူက native speaker တွေခေါ်ပြီးတော့သင်ပေးတာပါညီမတို့အကြောင်းဒီလိုမျိုးတခြားကြောင့်မများနိုင်တဲ့အခွင့်အရေးတွေကိုရကျင်နေပြီးတော့ဝါသနာပိုင်းဘာသာရပ်ကိုစိတ်ပါလက်ပါသင်ယူကျင်နေဆိုရင်တော့လာခဲ့ပါဝါသနာနောက်မှာအလုပ်ကလိုက်ပါတယ်မဖြစ်နိုင်မလာတဲ့အနာဂတ်ကိုတွေးကြောက်ပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုမစွန့်လွတ်လိုက်ပါနဲ့လို့ပြောချင်ပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါဒါကျွန်မပြောပြပေးလို့ပေါ့နော်ဒါရန်ကုန်တက္ကသိုလ်မှာဆိုတော့ဘယ်လိုမျိုးအစီအစဉ်တွေကျောင်းသားတွေအတွက်ရှိနေလဲဆိုတော့လည်းသိရပါတယ်နောက်ထပ်ဆက်ပြီးတော့မှဒါမေးစင်တာတော့ပေါ့နော်အခုဆိုလည်းနေရာဒီကျောင်းပိတ်ရဲ့ရောက်တော့မယ်ဒါကျောင်းသားတွေဆိုလည်းကျောင်းပိတ်ချိန်ဖြစ်တယ်ဒီတော့ပေါ့နော်စာဖတ်ခြင်းနဲ့ပတ်သက်ပြီးတော့မှဒါဘယ်လိုစာမျိုးတွေဖတ်တဲ့လဲနောက်စာဖတ်ခြင်းနဲ့ပတ်သက်လို့ပေါ့နော်ကိုယ်အနေနဲ့ဆိုရင်ဘယ်လိုအကျိုးကျေးဇူးတွေရထားရဲပေါ့နော်ဒါလူငယ်တယောက်အနေနဲ့ကိုယ့်ရဲ့အမြင်ကိုပြောပြပေးပါဦး ဟုတ်ကဲ့ဒီနွေရာသီကျောင်းပွဲရမှာညီမတို့ရောငငယ်ကာတွန်းစာအုပ်တွေနဲ့ကြည့်ရပေါ့လင်းကားတန်းအထိကနောက်ပိုင်းကျတော့စုံတော့ဝတ္ထုတွေဖတ်တယ်နောက်ပိုင်းကျတော့ညီမတို့ဒီဝတ္ထုတွေကိုမြည်ဆန်းကြည့်တယ်ပေါ့မြည်ပါဒီစာဆိုတာအစိမ့်တောက်ဖြစ်တာမရှိပါဘူးကိုစာဖတ်သက်ရင်လာတဲ့အမြဘယ်စာကကောင်းတယ်ဘယ်စာကကိုကိုအကျိုးပြုတယ်ဘယ်စာကတော့ကိုကိုအစိမ့်တောက်ဖြစ်စေတယ်ဆိုတော့ကိုကခွဲတက်လာမှာပါအကယ်၍ကိုက ီစားကမကောင်းပါဘူးဆိုပြီးတော့မမီတော့ပဲနဲ့အချိန်မပေးပဲနဲ့ဒီ social network တွေပဲတုံးနေမယ်ဒီ game တွေပဲဆော့နေမယ်ဆိုရင်တော့ဒီအပြင်လောကနဲ့ဆက်ဆက်ဖို့ကိုပို့ပြီးတော့ခက်ခဲလာမှာပါဒီလူကြီးတွေနဲ့စကားပြောဖို့ဒီလိုမျိုးစင်ပေါ်တွေမှာစကားပြောဖို့ပြီးတော့ဒီအပြင်လောကမှာကိုယ့်ကိုလူတွေကအတိမတ်ပြုတ်ဖို့ဆိုတာကကိုယ့်မှာရင်းကျက်နေမှာအတွေ့အကြုံရှိနေမှာပါ ညီမတို့ကအမြဲတမ်းကိစ္စရက်ရက်ကိုညီမတို့ကတွေးကြုံနေမှာမဟုတ်ပါဘူး။ဒါပေမဲ့ဘဝမှာကြုံလာတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကဒီစာအုပ်စာပေတွေကနေပဲညီမတို့ကဒီအခက်အခဲကိုဘလို့ဖြေရှင်းမယ်ဆိုရခွန်အားကိုရတာပါ။ဆရာစော်ကြီးကပြောခဲ့ပါရတနှမျိုးရှိတယ်။ဒီဒီအပျော်ဖတ်စာပေတွေကလာတဲ့ဒီရိုးရိုးရတနဲ့ဒီဘဝအာနိသင်ပေတဲ့ရတပေါ့။ဒီဘဝအာနိသင်ပေတဲ့ရတတွေကကြတော့ အဲ့ဒီပေးတဲ့ဘဝညီစဉ်ပေးတဲ့ယတပေးတဲ့စာအုပ်တွေကကြတော့ညီမတို့ရဲ့ဘဝကိုထိန်းကွပ်နိုင်အောင်ညီမတို့ဒီလောကရန်အလိုင်းလုံးထဲမှာညီမတို့ကြုံတွေ့လာတဲ့အခါမှာဒီခက်ခဲမှုတွေကိုပြေလျှော့နိုင်အောင်ညီမတို့စိတ်ကိုခွန်အားပေးတယ်ပေါ့ရှင်ဒီလိုမျိုးကိုယ့်ဘဝမှာရင့်ကျက်လာခြင်းနဲ့ပြီးတော့ဘဝမှာလူတွေကြားထဲမှာလူကြီးတွေရဲ့အသိမပြုခံခြင်းနဲ့ရဲရင်ခြင်းနဲ့ဆိုရင်တော့စာဖတ်ပါလို့ပဲပြောချင်ပါရှင်ဟုတ် ဟုတ်ကဲ့ပါဒါဘောမှာကြုံတွေ့ရတယ်ပေါ့နော်ဒါအခက်ခဲရှိလာတဲ့အချိန်မှာဆိုရင်ကိုယ်အနေနဲ့ပေါ့နော်ဒီကိုဖတ်ထားတဲ့စာပေတွေကနေဘယ်လိုမျိုးသတိရပြီးတော့မှပေါ့နော်အာယူခဲ့လဲအဲ့ဒီတွေ့ကြုံလေးရှိမယ်ဆိုရင်လည်းသိချင်ပါတယ်ဟုတ်ကဲ့ရှင်အာညီမတို့ကဒီပေါ့ညီမတို့ကြောင်းမှာဆိုရင်အခက်ခဲတော့ရှိတယ်အတိုက်ခက်ကတော့ရှိတယ်ရှင်တငယ်ချင်းချင်းမှလည်းရှိတယ်မိတ်ဆွေတွေချင်းချင်းမှလည်းရှိတယ်ပြီးတော့ကိုယ့်အပေါ်ကလူကကိုယ့်အတုံးချတာတော့ကိုယ့်အောက်ကလူကကိုယ်ကိုချောက်တွန်းတာတော့ရှိတယ်ဒီလိုမျိုးလှုပ်လာတဲ့အချိန်မှာ ကိုဘက်ကနေတော့ဒီဟာကိုမုံတီးနေလို့မရဘူးပေါ့ကိုကလည်းကြာရင်ခွလွတ်နိုင်မယ်ဆိုတဲ့စိတ်ကိုတွင်းရတယ်အဲ့ဒီတော့ညီမတို့ကိုဒီကြပြတွေကတင်ပေးတယ်ပေါ့ဒီလိုမျိုးကြပြတွေကတင်ပေးတယ်ပြီးတော့ဒီကိုကကိုကဘွားမှာဘလောက်ပဲဆိုးရွားနေနေအခက်အခဲရှိနေနေကိုဘက်ကနေပြီးတော့ဒီကြမ်းကြမ်းခံရမယ်ဆိုတဲ့ဟာကိုဆရာစောကြီးရဲ့ကြပြတွေပေါ့ဒီပြမငုတ်တို့ကြပြတို့ဆရာမင်းသူဝင်ပြမငုတ်တို့ကြပြတို့ပြောဆရာစောကြီးရဲ့ဒီဗေဒလန်းကြပြတို့ကညီမတို့အတင်ပေးတယ်ရှင်ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ပါနောက်ဆက်နေကြရတဲ့သရရှင်ဤအလုံးတွေပေါ့နော်ဒါမြမရဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသူဘဝပေါ့နော်အဲ့ဒီထဲမှာဒါအပျော်ဆုံးဖြစ်ရတစ်ခုလောက်ကိုဆွဲထုတ်ပြပေးပါဆိုရင်တော့ဘလို့ကျောင်းအားတွေကိုပြပြပေးခြင်းလဲဒီဘာစကားဆိုရင်ပြိုင်ပွဲတွေပေါ့ဒီမနစ်ကပေါ့မနစ်ကတရောက်အချိန်ဘာစကားဆိုရင်ပြိုင်ပွဲမှာညီမတို့ကဒီပထမဆုံးအချိန်နေနဲ့တော့ကောစားចောင်းအဆင့်ကိုပြိုင်နေရှင်ចောင်းအဆင့်ကိုပြိုင်နေတဲ့အချိန်မှာညီမတို့ចောင်းကမေဂျာပေါင်းဆောင်ကចောင်းသူចောင်းသားတွေနဲ့တွေ့ရတယ်အငငယ်နဲ့လည်းရင်းနှီးရတယ်အကြည့်နဲ့လည်းခင်မင်ရတယ်ပေါ့ပြီးတော့နောက် တဆင့်ကြတော့ညီမတို့ကဦးစီးအဆင့်ပေါ့ဦးစီးအဆင့်မှာညီမတို့အမြင့်မှပြီးចောင်းပေါင်းဆုံးပါညီမတို့ကြီးចောင်းပေါင်း40 50ရှိတဲ့အတွက်တချောင်းကို3ယောက်3ယောက်စီလာတဲ့အတွက်ညီမတို့ကចောင်းသားက100ကျော်လောက်ပြန်ရတယ်ရှင်100ကျော်လောက်ပြန်ရတယ်100ကျော်လောက်ပြန်ရတော့ဒီအနေနဲ့ရက်ကတငယ်ချင်းတွေကိုနဲ့ဝါသနာတူစာဖတ်တဲ့တငယ်ချင်းတွေကိုညီမတို့ကရရှိလာတယ်ပြီးတော့ဒီညီမတို့အောက်မြင့်မှပြီးအဆင့်ကနေ18ယောက်ရွေးတယ်အထက်ကနေ18ယောက်ရွေးတယ်ဒီ36ယောက်ပြန်ဆုံတော့ကြတော့ဒီထူးချွန်တဲ့လူတွေကြီးပဲတွေ့တာပြီးတော့ဒီညီမတို့စာဖတ်တဲ့ရင်းတဲ့လူတွေကြီးပဲစာဖတ်ဝါသနာပါလူတွေ ပဲတွေ့ရစကားပြောကောင်းတဲ့လူတွေကြီးပဲတွေ့ရဆိုတော့ဒီပြိုင်ပွဲမှာအရန်ကိုပြောခဲ့ရတယ်ရှင်အပေါင်းအသင်းတွေလည်းအခုထိရတယ်ပြီးတော့ဒီကိုကိုအကျိုးပြုနိုင်မဲ့လူတွေနဲ့တွေ့ရတဲ့အတွက်ဘဝမှာအကျိုးအများကြီးဖြစ်တဲ့အတွက်ပြောရပါတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပေါ့နော်မေးချင်တာကတော့ညီမကဒါရန်ကုန်တက္ကသိုလ်မြမစာဌာနပေါ့နော်မဟာဝိဇာတန်းကအကြောင်းသူတယောက်လည်းဖြစ်တယ်မြမစာပေကိုချင်းမြတ်နေတူတယောက်နေနေပေါ့နော်အနာဂတ်မှာဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီးတော့မှရှောက်လန်းသွားမလဲဆိုတာကိုပြောပြရင်နေနောက်ဆက်နေကြတဲ့သူရရှင်ဒီအားလုံးနှုတ်ဆက်ပေးပါအောင် ဟုတ်ကဲ့ညီမတို့ကဒီစာပေကိုဝန္ဒနာပါတဲ့လူတွေပြီးတော့ဒီညီမတို့ရဲ့စာပေကိုခင်မီ theory နဲ့တိုးတက်ခြင်းနဲ့လူတွေဖြစ်တဲ့အတွက်ညီမတို့ကဒီနိုင်ငံရောက်ပါစကားကိုပါသေချာလေ့လာပြီးတော့ညီမတို့ရဲ့မြန်မာစာဌာနမှာပဲညီမတို့ကဆက်ပြီးတော့နေမယ်ပြီးတော့ညီမတို့ရဲ့မြန်မာစာပေကိုသူတွေနာစာရင်းနဲ့ဒီထက်ပိုပြီးတော့တိုးတက်ဖွံ့ဖြိုးလောက်အကျိုးပြုမယ်လို့ပြောချင်ပါတယ်ရှင်ညီမတို့မြန်မာဘာသာစကားစွမ်းရည်ကိုစိတ်ပါဝင်စားပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါနားဆင်နေကြတဲ့ Rush နေအလုပ်တော့ပေါ့နော်ဒီနေ့မှခင်ပါဆိုတော့ပထမအချိန်တက္ကသိုလ် degree college college ပေါင်းစုံမြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲမှာပထမဆုရခဲ့တဲ့အဒီပီတဲမှာရန်ကုန်တက္ကသိုလ်ကျောင်းသူမတ်ကြညိုတင်ကိုဖိတ်ခေါ်ပြီးတော့မှအစီအစဉ်တင်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်အခုလိုမျိုးအချိန်ပြီးပြီးတော့မှပေါ့နော်လာရောက်ပြီးတော့မှဖြည့်ချပေးတယ်ဒါညီမလေးကျောင်းညိုတင်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်